ွာလေးတရွာမှာလွတ်နိုင်လို့တင်များမြောက်ဟာရွာဆိုရွာပြားနာမှာအတူတူနေထိုင်ကြပါတယ်။သူတို့မြောက်မှာတော့နဖက်မိပလည်းမရှိတော့သလိုသားသမီးလည်းမရှိပါဘူး။နေတိုင်းလူလူတော်စိန်နှူးဟာဦးလွတ်နိုင်တွေ့စားကောင်းတောက်ဖွဲ့လေးတွေဖွဲ့ဖွဲ့ရရချက်ပြုတ်ကျွေးလေးရှိပါတယ်။ယောက်ျားတွေအသားလုံးကောင်းကောင်းလေးချက်ကျွေးအောင်မယ်။ဒါမှယောက်ျားပိုးချက်မှာသမီးချက်လင်းကအိုးစားလျှော်လင်းကအိမ်မှုကိစ္စတွေနဲ့အကုန်ငါပဲလုပ်နေရတာငါ့ကိုနည်းနည်းလေးတောင်လာကူဖို့မစင်စားဘူး။ ဦးလွန်ကတော့တနေ့တနေ့သူ့မိမကိုပြုံပြုံလေးထိုင်ကြည့်ကချက်လာကျွေးတဲ့ထမင်းသားလင်းထိုင်စားနေပါတော့တယ်။ဒေါ်စိန်နုကလည်းတက်နိုင်တလို့လက်ရလေးကောင်းကောင်းနဲ့ချက်ကျွေးနေပါတယ်။ယော့စာဖြည်းဖြည်းချပါဟာတော့ကြပကံလဲကွဲနေပါ့မယ်။တနေ့ဒီနေ့ပါဟင်းလေအသားလုံးလေဟမ်အရာသာတော့ရှိတော့မှာပဲဟဲ့။ကျမစူးစမ်းပြီးချက်ထားတာကောင်းတယ်မလားရှင်။ဒါပေမဲ့ သူ့ယောက်ျားအာဘာတရားနဲ့စားတော့နေတော့မွေယိုးကလက်ပင်းကိုဆူးသွားပါတယ်။အာအယိုးမြက်သွားပြီမိမ။အော်မွေဟောက်ရဲ့အဆွဲတွေပဲနေမှာ။ယောက်ျားကြီးအယိုးတွေပါထဲပြုတ်လို့ချိုးနေတာယောက်ျား။မိမနင်ပြောတာတကယ်လား။ဟုတ်ပါတယ်။ရှင်နာကြမလွဲပါဘူးရှင်။အာအာယောက်ျားရှင်ဘာဖြစ်တာလဲ။မသိပါဘူးမိမရဲ့။မွေစိတ်မိရလားမသိဘူး။ ကိုကိုကဲပါကွာရှင်မရှင်ကျမလည်းမနေချင်ဘူးကျမလည်းတိတ်သွားတာကောင်းမယ်အော်မိမမိမကိုကလန့်သွားရုံလေးပါထားတော့မိမထားတော့လေဟဲအသက်လည်းမရှိတော့ပါလားငါဘာလောက်လိုက်မိရလဲမိမမိမမရှင်ကိုဘလို့နေရမှာလဲတောင်းမဲ့ပါတယ်မိမရဲ့ပြန်လာခဲ့ပါကွာမိမမသိခင်တခုတော့ရှင့်ကိုမှားထားမယ်ဟင် မိမမရှိတော့ရင်ရှင်ကိုကိုကိုကယူဆိုင်နော်အဲမိမရဲ့ပြန်လာခဲ့ပါမိမမရှိရင်ကို့ဘသူကထမင်းချက်ကျွေးပြီးအဝတ်လျှော်ပေးမှလဲသူယောက်ျားကမွေဟောက်အဆွဲကိုလန့်သွားခဲ့ပေမဲ့မိမဖြစ်သူကတော့နှလုံးခုန်ရက်ပြီးဆုံးပါသွားခဲ့ပါတယ်ဦးလုံးရဲ့ဘဝကလည်းအင်မတန်မှတနာစရာကောင်းပါတယ်မိဘကမရှိတော့တဲ့ပြင်မိမဖြစ်သူပါသူ့ကိုထပ်ပြီးထားခဲ့ပြန်မှပြီဒါကြောင့်သူကအရန်ကိုဝမ်းနဲ့ကြေကွဲနေပါတယ် သူလည်းသူ့မိမကိုပွေဖက်ပြီးညီသွားမြုပ်ကြိုပေးလိုက်ပါတယ်။မိမရေနောက်ဘဝသာတကယ်ရှိခဲ့မယ်ဆိုရင်ကိုရိုနောက်ခါအကျဉ်လင်မယားတွေထပ်ပြီးတော့ဖြစ်ချင်ပါသေးတယ်။ဦးလုံးကသူ့မိမအုပ်ကိုဖက်ငိုရင်းပြန်လာဖို့ငိုယူပြီးတောင်းဆိုနေခဲ့ပါတယ်။အဲ့ဒီနောက်သူလည်းမောက်ဆိုးဖို့ဘဝနဲ့အိမ်ကိုတယောက်တည်းပြန်လာရတာပေါ့။ မိမရဲ့ကိုစီပြန်လာခဲ့ပါကွာငါတို့အိုမင်းနဲ့ထိအတူတူနေသွားကြမယ်ဆိုပြန်လာခဲ့ပါကွာကြားရရလားမိမကြားရတယ်ဟမ်ဘသူလဲဟဒီအတန်ကြားဖို့နေတယ်လို့ပဲဒါမှမဟုတ်ငါပဲနားကြားလွဲတာလား နောက်နေ့မှာတော့အိုးလုံးကအထီးကျန်လွန်းလို့တငယ်ချင်းတွေစီအောင်သွားတယ်။အထီးကျန်တာလေးပျောက်ပျောက်ဆိုပြီးတော့ပေါ့။မိမိမကိစ္စဝမ်းနေပါလေကွာ။နာရီလေးတောင်မသွားလိုက်ရဘူး။ငါမှမလုပ်တာ။ဟမ်။မိမတယောက်လုံးသိတာဘာလို့မလုပ်တာလဲ။မင်းအဲ့စကားကိုပြောမထွက်ခင်ငါဘဝကိုအရင်တွေးပင်းလေ။ငါမှလှုပ်ပေးဖို့ပတ်စံရှိလို့လားဆိုတာ။အေးဟုတ်သားပဲကွာ။ဘလို့ဖြစ်ဖြစ်ပါလာ။ငါတို့နဲ့ကစားရအောင် အထီးကျန်တာလေးတက်တာလို့တာညာငါတို့မေးလို့မရဘူးကွာစားလဲသူ့တတိယအိမ်သားတက်လဲသူ့တတိယနဲ့ငါ့အထင်တော့ငါတို့မမေ့နိုင်တော့ထင်ပါတယ်ကွာငါနားလဲပါတယ်တာကြီးဟာငါခွေးတေတော့လည်းငါမင်းလိုပဲခန်းစားခဲ့ရတာအေးတယ်ငါမိမောက်သူ့မိမနဲ့နှိုင်းပြသွားသေးတယ်ငေါ့နှစ်သိမ့်ပေးရလားတန်ရောက်စွနေရလားမသေးကွယ်ဘူးဒီလိုနဲ့ဦးလုံးဟာ နေခင်းဆိုသူ့တငယ်ချင်းနဲ့လာထိုင်တော့ညဆိုတယောက်တည်းပြန်အိတ်ထမင်းမစားရေမချိုးသူ့ဘဝကိုဘာတိဘာသာရေစုံမျောလိုက်ပါတယ်ရက်တွေကြာလာတော့သူ့ပိုက်စားတဲ့တန်ကိုမခံနိုင်တော့ပါဘူးဟိုးပိုက်ကလည်းအော်ပဲအော်နေတာငါအထင်ပတ်စံထွက်ရှာရမှထင်နေသူလည်းပိုက်စားလာတော့လမ်းဘေးမှာသွားပြီးအလူခံပါတယ်တနာကြပါဗျာတနာကြပါထမင်းမစားတာ၄-၅ရက်ရှိနေပါပြီ ထမင်းလေးဖြစ်ဖြစ်ပတ်စံလေးဖြစ်ဖြစ်နည်းနည်းလေးတော့စွန့်ကြဲပေးကြပါအကိုကြီးတို့အမကြီးတို့တနာကြပါဗျာဒီရွှေမရှိမျိုးမရှိမိမမရှိတဲ့ကျွန်တော်ဘဝကိုတနာကြပါဗျာနည်းနည်းလူနိုင်လဲထီစုကြီးပေါပါစေညမြထဲ့နိုင်တဲ့လူကလည်းဒီဓမ္မကချမ်းသာပါစေဗျာမင်းကတော်တော်စုပေးတတ်တာပဲကြော့နှရွက်ယူသွားဘေးကန်းလူတန်းပေးရအတွက်ကျေးဇူးတင်ပါတယ်ရပါတယ်ဗျာတရွာသားချင်းတွေပဲသွားပြီနော် ဟေးမော်ဆိုးဖိုကြီးနင်ကခြေကောင်းလက်ကောင်းနဲ့ဘာလို့လာတောင်းစားနေရလဲလက်ပြက်ခြေပြက်နဲ့လောက်ကန်စားတော့နေတဲ့လူကမှအာမနာဒီရွာမှာအလွတ်လူရှိလို့လားပြပါအောင်မမြင်ဘူးလို့ဟိုမှာငါပြောကြော်ရောင်းတဲ့ဦးလေးကိုပဲကြည့်လက်တစ်ဖက်ထဲနဲ့ယိုယိုသာသာဈေးအောင်စားနေရအလွရောင်းရင်းနဲ့ပဲမိမ၃ယောက်ကိုတင်ကျွေးထားတာခမရမတွေ့ဘူးလားအော်အလွလားနေယုံနေယုံကြည်စမ်းခြေကောင်းလက်ကောင်းနဲ့ဘာလို့တောင်းတဲ့အလုပ်လေး ခြေကောင်းလက်ကောင်းနဲ့ဘာလို့ကောင်းတဲ့အလုပ်လေးရှာမလုပ်တာလဲဟုတ်သားပဲဒါဆိုကျွန်တော်အလုပ်လေးကူရှာပေးပါလားဗျာအမ်ရရလေကံကောင်းထားမှစွာနဲ့စိတ်ထားကောင်းတဲ့လူကလည်းဦးလွန်လက်တွဲခေါ်တော့နောက်ကိုထမင်းမငတ်တော့ပါဘူးကောင်းတယ်ကောင်းတယ်ဒီမှာချလိုက်ဒီနေ့တော့တလောက်ယူသွားလိုက်နောက်နေ့မှပြန်လာခဲ့နော်ကျေးဇူးတင်ပါတယ်ဆရာ ဆရာကူညီပေးထားလို့ဒီလိုချိန်နဲ့ထိရောက်လာနိုင်တာပါရပါတယ်ဗျာဘာမှမဖြစ်ဘူးလူလူချင်းပဲအိမ်ပြန်ရေမိုးချိုးစားတော့ပြီးအနားယူတော့နော်ဦးလုံးကအလောက်ကလေးရှိလာမှပဲကောင်းကောင်းနေလာစားနိုင်လာတာဘဝအချိန်နဲ့ကောင်းမွန်လာတာတောင်မကြသေးဘူးသူဘဝကအောက်ခြေထိပြန်နှိမ့်မြုပ်သွားပြန်နေပါလို့လဲဆိုတော့အရင်က10မီလီယံကိုကြက်သားတစ်ကောင်ဝယ်လို့ရသေးတယ်အခုက10ဘီလီယံကိုကျောက်ဦးတစ်လုံးပဲဝယ်နိုင်တော့တယ် စားမလောက်လုံမနိုင်ဖြစ်လာခဲ့တာပေါ့။မောင်နှံဒေါ်လာဈေးတွေတက်တော့ရုပ်ထုလုပ်တဲ့တစ်တွေကလည်းဈေးတက်ကောင်းပြီဟာ။တက်တော့လည်းကောင်းတယ်လေဆရာကျွန်တော်တို့ပတ်စံပူရတာပေါ့။မင်းပြောတာတော့ဟုတ်ပါတယ်ကွာ။ဈေးသာတက်တာဝယ်သူတွေကမလာတော့ငါပါဆက်လုပ်ရမှာလေ။အဲ့ဒါကြောင့်ငါတို့အလုတ်ခဏရက်ထားမှရတော့မယ်ကွာ။ဘီဟာငါမင်းကိုတောင်းပန်ပါတယ်ကွာ။ရပါတယ်ဆရာရဲ့။ ကျွန်တော်လာပေါင်းများစွာကူညီပေးထားလို့ကျေးဇူးတင်ပါတယ်။ကြားပါတယ်။မင်းလည်းအလုပ်ရတယ်လို့ငါလည်းအလုပ်သမားရတာဆိုတော့အကျိုးရှိတာချင်းအတူတူပဲ။ငါလည်းမင်းကိုကျေးဇူးတင်ပါတယ်ကွာ။ဟုတ်ကဲ့ပါဆရာ။တို့အလုပ်ကမဖြစ်တော့တဲ့အတွက်ဦးလုံးလည်းအရင်အချိန်နေပြင်ရုပ်သွားခဲ့ရတယ်။ဦးလုံးနဲ့သူ့ဆရာလည်းလမ်းခွဲရတာပေါ့။ဘဝကဘဝကောင်းခဲရောက်မှပဲအရင်နေရပြင်ရုပ်လာခဲ့ရတယ်လို့အနည်းဆုံးတော့လည်းအတွေ့အကြုံရတာပေါ့ကွာ။ သူ့ဘဝကိုထိုင်ပြီးညီးနေတော့အဖောင်းကိုတယောက်သူ့နားကိုရောက်လာခဲ့တယ်။လူလေးဒီမှာတယောက်တည်းဘာထိုင်လုံနေရတော့အဖောင်းမရှိလို့တယောက်တည်းထိုင်နေရတာပါ။မျက်နှာကိုကြည့်တော့လေစိတ်ဖိစီးနေတဲ့ပုံနဲ့ဘာဖြစ်လို့လဲ။ဘာမှမဟုတ်ပါဘူး။ကိုဘဝအကြောင်းထိုင်ပြီးတွေးနေတာပါ။ကုံစင်းနှုံးနဲ့အကုန်တက်လှုပ်အားခါကြတော့တုံရင်တုံရင်အလုတ်လည်းရှာမရတော့စိတ်ပြက်နေရပါ။ဒါဆိုလေရောမလုတ်ချင်ဘူးလား။အဖောင်းမှလဲကွက်တစ်ကွက်ရှိတယ်ကွယ်။ တာသမီလည်းမရှိအဖွားကလည်းအိုနေပြီဆိုတော့အလုပ်မလုပ်နိုင်တော့ဘူးလေလှုပ်ချင်အဲ့ဒီမှာသွားလှုပ်လို့ရတယ်အဖွားတကယ်ပြောတာလားလူကြီးကမလိန်တက်ပါဟုတ်ကွယ်ဒါနဲ့အဲ့ဒီလေကွက်ကဘယ်နားမှလဲအဖွားရွာနောက်ဖက်တင်းချိုင်းကုန်းနားမှလေဟင်ဟုတ်တယ်ဟုတ်ကဲ့ကျွန်တော်စူးစမ်းပြီးလှုပ်ကြည့်မယ်အသီးနှံလေးပေါ်လာရင်ကျွန်တော်အဖွားကိုပို့ပေးပါမယ်အေးပါကွယ်ဒါပေမဲ့အဲ့မှာမလှုပ်တာကြပြီဆိုတော့ အထက်ရကြောက်တုံးတွေတစ်ပင်တွေတော့အချိန်ပေးပြီးရှင်းရလိမ့်မယ်။ဟုတ်ကဲ့ဖွာကျွန်တော်စူးစမ်းပါမယ်။အေးကောင်းတယ်ကောင်းတယ်။သူကလည်းရွေးချယ်ဆရာမရှိရနဲ့။အဖွားရဲ့လက်ထက်ကိုသွားလောက်ကန်စားတော့ဖို့စဉ်းစားလိုက်ပါတယ်။အဲ့ဒီလက်ထက်ကိုလောက်ကန်စားတော့ဖို့လည်းအရင်ဆုံးခောက်ထွင်ရှင်းလင်းပြရအောင်ပါဆိုတော့သူလည်းအင်းအားတွေထပ်ရှာပါတယ်။တွေ့လားကောင်းတဲ့ဟာတွေ့လားဟာမတွေ့သေးဘူး။ဟေး ငါမင်းတို့ပြောဆရာရှိလို့ဘာကိစ္စလဲမင်းတို့မှာစားဆရာရှိလားမင်းကလည်းအရင်တိုင်းအမိုက်ပုံးတည်းကနှိုက်စားနေတာမြင်ရတာနဲ့မင်းရောဘာစားဆရာရှိလို့လဲအဲ့လိုထပ်ပြီးမကောက်စားချင်မို့ဆိုရင်ငါနဲ့အလုတ်လာတွဲလို့ပါလားဘာအလုတ်လဲဟာဟာဟာအလုတ်ကတော့ပြောမယ်လေကွာဦးလိုလေသူ့တကယ်ချင်းကိုခေါ်ပြီးလေလာရှင်းတာတနေ့ကောင်မှကြောက်တွေကိုဘယ်တော့မှမရှိနိုင်ပါဘူး ဒီနေ့တော့တလောက်နဲ့ပဲနားရောင်ကွာမနှက်ပြမှာဆက်လုပ်ကြမယ်။ Okay okay ။ဒါဆိုငါတို့ပြောင်းမယ်နော်။တော်တော်မောနေပြီဟာ။ဟာဘာလို့ပြန်มาလဲ။ဒီမှာပဲအိတ်လိုက်တော့လေ။မနှက်ပြမနဲ့ချက်ချင်းထလှုပ်လို့ရတာပေါ့။ဟာမင်းကလေဒီများတင်းကြံကုန်းနဲ့နင်းနီးလေကွာ။ဒီမှာအိတ်မှာဆိုတော့တရေတွေတဆေတွေမင်းရဲ့ဦးထုတ်စားကြမှာမကြောက်ဘူးလားကွာ။ဟုတ်သားပဲ။တောတောင်တွေရဲ့တလေးကိုလည်းမသိပဲနဲ့။ဘာဖြစ်လို့လဲဟာ။ငါကြားပူတာတော့လေ။ ဒီနားမှာငားတွေလာရှာတဲ့လူမှန်သမျှအကုန်တရေ၆ခန်ရလို့ကြောင်၆ချာဖြစ်ကုန်တာတဲ့နော်ယုံနန်းစကားတွေပါကွာမင်းတို့ပြန်ချင်းပြန်ငါတော့ဒီမှာပဲအိမ်မယ်ဒါမှမနဲ့ဆော့ဆော့အလုပ်ထားလုပ်နိုင်မှာကွာမင်းတကယ်ပြောနေရလားဟာအေးပါဆိုကွာအေးပါအဲ့ဒါဆိုလဲမနဲ့ဖြာမတွေ့ကြတာပေါ့အေးအေးအေးကံကောင်းပါစေကွာဦးလုံးရဲ့တငယ်ချင်းယောက်ကကြောက်လို့လို့ပြန်သွားခဲ့ကြတာ ်ဦးလွန်းတယောက်တည်းကြံခဲ့ပါတယ်ညာနဲ့ကိုရောက်တော့ဦးလွန်းအိပ်ပျော်သွားပြီးမကြခင်မှာပဲတဆေထွက်ပေါ်လာခဲ့ကြရင်ဟာလူအနှံ့ရတယ်ဟာဒီကောင်ကနေခင်းကြောင်တောင်စူညံနေရပဲအိတ်လို့တော့မရဘူးဒါအပြင်ငါတို့တစ်ပင်တွေပါလာဖြတ်သေးတယ်ငါထင်သူငါတို့နေရာလာလှူတာထင်နေဒါဆိုသူရှင်းလိုက်ကြရအောင်လေအေးရှင်းကြတာပေါ့ကွာတဆေတွေကဦးလွန်းတတ်တော့မဲ့ချိန်မှာ ကြာမင်းကတူနဲ့တစေချာရံညိုးတွေမရှိရလေအောင်လာတားလိုက်ပါတယ်။တင်ချိုင်းအုပ်ကြီးဒီကောင်လေးကလူကောင်းမှာဘာလို့သူ့တတ်ချင်ရတာလဲ။ဘူကျွေးကိုမကြောက်ကြဘူးလား။ဒါပေမဲ့တကြာမင်း तू ကကျွန်တော်တို့နေရာကိုလာလူနေရလေ။တစ်ပင်တွေဖြတ်တယ်။နောက်ဆိုကျွန်တော်တို့ဘယ်နေရာမှာသွားနေရတော့မှာလဲ။ဒီကောင်ကတာမန်လူတယောက်ပါ။ तू ဝန်းစာအတွက်ဒီနားလေးမှာအလုလာလုပ်နေရပါ။မင်းတို့တွေလူဖြစ်တော့ကလည်းဒီလိုပဲလေ။အော်ဟုတ်တာပဲ။ စားတော့ဖို့အတွက်စိုက်ခင်းလေးလာလို့မလို့ပါငါမင်းတို့ထိခိုက်စေချင်တဲ့ရည်ရွယ်ချက်မရှိပါဘူးနောက်ပြီးမင်းတို့တွေလည်းစားဖို့တော့ဖို့ဆန်စပါးတွေရတာပေါ့ဒါဆိုငါတို့သူ့စားမဲ့စားသူ့အလောက်ကိုကူညီလိုက်ကြမကောင်းလားဒါဆိုလည်းလောက်ကြမယ်ကွာအေးကွာချပင်ချိုင်းဆောင်တွေကလည်းတကြမင်းစကားကိုကြားပြီးနောက်သူ့ကိုတတ်မဲ့စားသူ့အလောက်ကိုပါဝိုင်းကူလုပ်နေပါတယ် ตุรุรีจาดงเหชุยสิเขาเลกแวพอชีตัวแน่